အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒီညကနေစုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲဒီနေ့မနက်ခင်းမှာတော့ကျွန်တော် sector နှစ်ခုခွဲပြီးတော့ဗီဒီယိုတင်နေတယ်ပထမကတော့ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်သွားတဲ့လူတွေရဲ့ဒါကျွန်တော်နောက်တစ်ဆင့်ကိုမတက်သွားတဲ့ဆရာကြီးမြတ်ကိုနောက်မှဒါဗီဒီယိုတပုတ်တက်လာမှာပေါ့နော်အဲ့တော့ လက်ရှိမှာဒီနေ့ဒါကျွန်တော်တို့မနက်အစောပိုင်းမြန်မာနိုင်မြန်မာစံတော်ချိန်နာရီ15ပတ်ချာလဲဝင်ကြညာမှာပရီးမီးယားလိအသင်းနေနေဒူဒါ EFL ဖလားဒါကျွန်တော်တို့လူတွေကျွန်တော်တို့တူတဲ့၅ဘွဲတတိကန်ခဲ့တာပဲအေးပေါ့၅ဘွဲတတိကန်ခဲ့တာတွေ့ရမယ်ဒီမှာလက်ရှိမှာဒါကျွန်တော်အာဆင်နယ်ဒါကျွန်တော်တို့မန်ချက်စတာစီးတီးချယ်ဆီတို့ကတော့နောက်တစ်ဆင့်ကိုတတ်သွားခဲ့ပြီးတော့ဒါကျွန်တော်တို့ခရစ်စတယ်ပဲလစ်နဲ့ယူကာဆယ်ယူနိုက်တက်ကဒါကျွန်တော်လစ်ဗာပူးနဲ့ရော်တန်ဟော့စပါငှက်အသင်းတွေဒီနေ့မှာပြုတ်ပြုတ်ပြုံပြီးကြံခဲ့တယ်လို့ပဲပြောရမယ်တဲ့မှာပါတာပေါ့နော်အဲ့တော့ လည်းရှိတကယ်လည်းပြန်ဆိုင်ငတ်သေးတယ်ပဲ Brighton လည်းရှုံနေ Palace ဆို Palace ကငတ်တော့ဘုနော်ဆိုတော့ Brighton Liverpool Swansea ဒါကျွန်တော်တို့စပါအဲ့တော့ငတ်သင်း၅သင်းရှိတာဘူး၄သင်းပြုတ်ပြီးကျန်ခဲ့တယ်ဆိုတော့လေရည်ရင်စရာပေါ့နော်အဲ့တော့လက်ရှိဒါကျွန်တော်တို့ပထမဆုံးပွဲအနေနဲ့ပြောရမယ်ဆိုကျွန်တော်တို့ဒါ Arsenal ပွဲပေါ့နော် Arsenal ပွဲကိုတော့ကျွန်တော်ဒါအပြည့်အဝကြည့်ခဲ့တယ် Arsenal နဲ့ကျွန်တော်မနေ့ပြောမှဆိုလက်ရှိမှာနိုင်သွားတဲ့ပွဲစဉ်ထဲမှာ Chelsea ပွဲစဉ်ကိုပဲကျွန်တော်အပြည့်အဝမကြည့်ဘူးဘာလို့ကျွန်တော်ဒါကြည့်မယ်လို့ Chelsea ပွဲကိုကျွန်တော်လိုင်းလိုက်ချိန်မှာ Chelsea ကဒါ Saucy ဂူးသွင်းပြီး3-1ဖြစ်သွားတော့အော်ငါ Chelsea ပွဲကိုကြည့်စရာမလိုတော့တော့ဘူးထင် တယ်ပေါ့အဲ့တော့ကျွန်တော် Chelsea ကိုတော့အဓိက highlight လုပ်ပြီးတော့အများကြီးမပြောတော့ကျွန်တော်ကိုယ်လည်းမကြည့်အဲ့တော့မကြည့်ဘဲနဲ့တော့ကျွန်တော်ထုတ်ရနိုင်ကျွန်တော်ရထုတ်ရနိုင်ဒါမှ4ဂျုံ ကျွန်တော်အခုချိန်မှာလည်းပွဲပြီးပြီးချင်းတော့ဘာကျွန်တော်ခဏနေပြန်ပြီးတော့အပေါ်တိုက်အိုက်တော့မှမဟုတ်လို့တော့ကြောက်မှုဒါအောက်မှာပဲတခါလေးဒါကျွန်တော် view ရလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာ Arsenal အသင်းအနေနဲ့ Brighton ကိုတော့ဒါကျွန်တော်2-0ဆိုတဲ့ရလနဲ့နိုင်သွားခဲ့တယ်ဒီနေ့ပွဲစဉ်မှာအမှန်တိုင်းပြောရမယ်ဆို Brighton တော်တော်လေးကိုကောင်းခဲ့ပါတယ်ဗျ Brighton တော်တော်လေးကိုကောင်းခဲ့တယ် Brighton နဲ့ဒီနေ့ပွဲစဉ်မှာဒါ Arsenal အသင်းကိုဂိုးသွင်းနိုင်မဲ့အခွင့်အရေးတွေအများကြီးများကြီးရခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါ Arsenal ဒါကျွန်တော်ခံစစ်ပိုင်းအရန်ကစားသမားအဓိကဒါကျွန်တော်တို့ vulnerable ဖြစ်တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာပြခဲ့တယ်ဒီပွဲစဉ်မှာ Brighton ကဒါကျွန်တော်လက်ရှိနီးပြဖြစ်တဲ့ Fabian Haas ဒါက pragmatic approach ကိုတော်တော်လေးကိုသုံးစားတွေ့ရမယ်။ asset ကိုပုံလုံး basic ပေးကင်ထားတဲ့ position ပေးကင်ထားတဲ့အကုန်လုံးပေးလုပ်ထားတဲ့သူတို့နဲ့ counter ကိုဖောက်ဖို့ကြိုးစားတယ်။ဒီနေ့ပထမတော့ကျွန်တော်လက်ရှိဒါ arsenal အရန်ကိုသမား keeper လက်တော်တော်ကိုလက်စွမ်းပြခဲ့တဲ့ပွဲစဉ်လို့ပြောမယ်ဆိုရင်တော့မှားမယ်တော့မထင်ဘူး။တကယ်လို့ဒါကျွန်တော်တော်လေးကိုအဆင်ပြေခဲ့တယ်ဒါအသေးသေးနဲ့ကျွန်တော်တွေ့ခဲ့ရတယ်။အာဆိုသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ဒေါက်တာတစ်ခုအနေနဲ့ထပ်ပြီးကြည့်မယ်ဆိုရင်အရန်ကစားသမားတွေနဲ့ပါ clean sheet ယူနိုင်ခဲ့တဲ့နေ့တည်းလို့ပြောလို့ရတယ်။ ကျွန်တော် expect လုပ်ထားခဲ့တဲ့ lineup ပုံစံမျိုးပဲ artida ဒီနေ့ပွဲစဉ်မှာထွက်လာခဲ့တယ်။ဒါကအသင်းကြီးကကစားသမားတော်တော်များများကိုအနာပေးပြီးတော့လူငယ်တွေပါတာကျွန်တော် တောင်းတောင်းမကြဘူးတဲ့လူငယ်တွေပါနေရာပေးလာတဲ့သူ Arsenal အသင်းကသွားခဲ့တယ်။တက်စစ်မှာကျွန်တော် Anor ဆိုတဲ့ဒါကျွန်တော် Chatti Lee တွေပါနေရာပေးခဲ့ပြီးဒီနေ့ပွဲစဉ်မှာ easy ကို win back ကိုတောင်းပန်ပို့ပြီးတော့ဒါကျွန်တော် Ethan Wanro ကိုအလဲတက်တက်မှထည့်ခဲ့တဲ့ပုံစံဖြစ်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်ရတဲ့ Arsenal အသင်းရဲ့ twin သွားတဲ့ twin ကိုကျွန်တော်ပြောအောင်တကယ်ကိုတော်တော်လေးကိုလှပသေးတတ်လွန်းလာတဲ့ twin ကိုလို့ကျွန်တော်အနေနဲ့မြင်တယ်။ Arsenal အသင်းရဲ့ပထမဆုံး twin ကတော့ကျွန်တော် အားစုပ်သင်းနေတာ foundation အသင်းသင်းနေတယ်ဘလောက်ခိုင်လဲဆိုတာကိုတွေ့မြင်ခဲ့ရတဲ့လူတွေဒါကျွန်တော် Louis Kelly ရဲ့နောက်ဘူး Louis Kelly ရဲ့ပြပမှုဒါ Marino ရဲ့နောက်ပေါင်းဒါကျွန်တော်ပြန်ပြီးတော့ထိုးပေးမှုဒါကျွန်တော် Ethan Noir Ethan Wanway ရဲ့ဒါကျွန်တော်တို့ဒါ ဟိုတွင်းဂိုးသွင်းမှုပေါ့နော်အဲ့လက်ရှိမှာဒီနေ့ပွဲစံမှာ Brighton ကိုတော့ကျွန်တော်ဒါတစ်ဖက်တစ်လမ်းနေရကြီးကျူတယ်။ Arsenal အသင်းကိုဒီနေ့ပွဲစံမှာတော့တော်တော်လေးကိုယင်ထိတ်အောင်လုပ်နိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်တာကတော့ Brighton အသင်းနဲ့ဒီနေ့ပွဲစံမှာဒါပေမဲ့တစ်ဖက်ကလည်းဒါကျွန်တော်လက်ရှိမှာအဲ့ဒါကျွန်တော်အမြင်နဲ့ပြောခဲ့တဲ့အကြောင်းအရာတစ်ခုပေါ့နော်လက်ရှိမှာ Arsenal အသင်းနဲ့လိုချင်ရင်တစ်သင်းလုံးကိုလဲပြစ်လို့ရတယ်ဆိုတဲ့ဒါ squad depth ဆိုတော့ကျွန်တော်ဘာကိုခဏခဏပြောနေလဲဒီနေ့ပွဲစံကြည့်မယ်ဆိုရင်ဒီနေ့ပွဲစံမှာဆို Arsenal အသင်းနဲ့ရှေ့ပွဲမှာတုံးခဲ့တဲ့ကစားသမားအနေနဲ့ဒီနေ့ကျွန်တော်ခွဲထွက်တာဆိုတော့တယောက်တည်းပါတာဆို easy down ပဲရှိတယ် first team player easy ပဲရှိတယ် ကျန်တဲ့ကောင်တွေကိုကြည့်လိုက်တာရှေ့ပွဲစဉ်ကလုံးဝမသုံးထားတဲ့ကောင်တွေကြီးပေါ့လက်ရှိမှာသုံးသွားခဲ့တယ်ဒါကျွန်တော်လက်ရှိမှာလူငယ်တွေဖြစ်တဲ့ Max Townman တို့ကိုဒီနေ့ပွဲစဉ်မှာအာတီတာနေရာပြီးရတာကိုလည်းကြီးကျူးတယ်ဤတော့ one ရဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် ပြန်ပြီးတော့မနစ်ကခြေစွမ်းကို pick up ပြန်လှုပ်လာနိုင်တော့လေချီချူတယ်ဒီပုံမှာတော့ကျွန်တော်ကွင်းလယ်မှာတော့ကျွန်တော်တို့မြင်ကြည့်တွေ့ကျွန်တော်ကျွန်တော်တွေ့ကြည့်နေတဲ့ဆရာကြီးမျိုးဖြစ်တဲ့ဒါ Christian Nocken နဲ့ Merino ရဲ့ဒါကျွန်တော်တို့အတွဲကူလည်းတွေ့ခဲ့ Merino နေတဲ့ကုလက်ရှိမှာဒါ Santa Mifi နေရာမှာသူ့ရဲ့ဒါအာတာတဲ့တိုက်စစ်ပိုင်းကိုလိုက်တဲ့နေရာမှာ Nocken နောက်မှာကြံခဲ့သူဘယ်လောက်ထိလှုပ်ပြနိုင်လဲဆိုတော့တော့တွေ့ခဲ့အဲ့တော့ပြောချင်တာဗျာ Arsenal အရန်လူစင်းကတစ်ဖက်က Brighton ရဲ့ဒါကျွန်တော်တို့တကယ်ကို first lineup နီနီထွက်သွားခဲ့တဲ့လူစင်းကိုလှုပ်ပြနိုင်နေဆိုတဲ့ဥစ္စာကိုတွေ့ရမယ်ဆို Arsenal အရန်လူစင်းကဘယ်လောက်တောင့်နေဆိုတဲ့မေးခွန်းကိုတွေ့ရမယ်အဲ့တော့ ဒီနေ့ပွဲစမှာ Brighton နဲ့ဒါကျွန်တော်တချို့သောကစားသမားတွေကခြံခဲ့နေတာမှာအများကြီးရှိပါတယ်။ဒါ Brighton လက်ရှိမှာတော့ကစားသမား17ယောက်မှာ total ဒါကျွန်တော်တို့6ယောက်နဲ့9ယောက်လောက်က first line ထဲမှာပါတယ်။ဥပမာလက်ရှိမှာတော့ကျွန်တော် Rudder တို့ Costoles တို့ဒါကျွန်တော် Baleba, Kia တို့ Glue Van Hickey ဒီလိုကစားသမားတွေကိုပြန်ကြည့်မှာသူတို့နဲ့ဒါ first line နဲ့ကစားသမားတော်တော်လေးကိုတုံ့ထားခဲ့တာကိုတွေ့ရမယ်။ first line နဲ့ကစားပြောချင်တာဗျ Arsenal အရန်လူစင်းကဒါ Brighton ရဲ့ first line နဲ့တော်တော်များများပါတဲ့ကစားသမားတွေကိုဒါအနိုင်ယူထားခဲ့ပြီဆိုကြတဲ့က Arsenal အရန်အင်ကဘလောက်တောင့်တင်းလဲဆိုဒီနေ့ပွဲစမှာဆက်လက်ပြီးတော့ပြသခဲ့တယ်ဆိုတဲ့စကားလုံးကိုကျွန်တော်နေသ ုံးကျင်တယ်ဒုတိယသွင်းကလည်းရှိမှဒါစာကာရဲ့ brilliance ပြမှုကနေထပ်ပြီးတော့ဒုတိယသွင်းကိုရခဲ့တယ်အဲ့တော့ Arsenal အသင်းအနေနဲ့ခုလက်ရှိမှာတော့ဖလားစုံလမ်းကြောင်းမှာ AACC ပြင်းနေစေဖြစ်တယ်အရန်အသင်းနဲ့ကန်တယ်ဆိုရင်တော့ Brighton လိုအသင်းမျိုးကို9-0ဆိုတဲ့ပုံစံမျိုးကိုပြသနိုင်ခဲ့တဲ့ display က Arsenal အတွက် တိတ်ပြီးတော့ကြီးမားလွန်တဲ့ display တစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တို့မြင်မိတယ်ပေါ့နော်အဲ့တော့အာဆိုသင်က20ဆိုတဲ့ရတဲ့ Brighton ကိုနိုင်ပြီးတော့နောက်တစ်စင်ကို AE စစ်စစ်တက်သွားခဲ့ပြီဖြစ်တယ်။နောက်တစ်ခုကတော့လက်ရှိမှာတော့ကျွန်တော် Manchester City အသင်းနဲ့ဒါကျွန်တော် Swansea အသင်း Swansea အသင်းရဲ့အိမ်ဝင်ဖြစ်တဲ့ Wolves မြို့မှာတွားပြီး Wolves နိုင်ငံမှာတွားပြီးတွားကြံရတဲ့နိုင်ငံကဒါ Wolves ဆိုတာ UK အောက်ထက်မှာပဲဒါကျွန်တော် Wolves ရဲ့ဒါကျွန်တော်တို့ Scotland ရဲ့ Northern Ireland ရဲ့ဒါကျွန်တော်တို့ အင်္ဂလန်ဆိုပြီးလေးနိုင်ငံရှိအဲဒီလေးနိုင်ငံတို့ရ UK ပြန်ခေါ်တာဘောနော်အများနဲ့တို့ချင်းချင်းလည်းမတည့်ဘူးအဲ့တော့ Swansea ရဲ့အင်္ဂလန်ဒါ Swansea ကဒါ Swansea Franco ကနေပြတာတလုံးတို့ကိုသွင်းငွေရသွားပြီးတော့ဒါကျွန်တော် Manchester City နေနဲ့ဒါပထမဆုံးမပြီးခင်မှာ Jeremy Doku ရဲ့သွင်းကူးနဲ့သူ equalizing ပြန်ရသွားဝန်ဝန်ပြဖြစ်သွားတယ်ဘောနော်အဲ့တော့ပြောချင်တာကဒီနေ့ပေါ်စမာဒါ City အသင်းအနေနဲ့ဒါကျွန်တော် lineup ပိုင်းမှာတော်တော်လေးကိုဒါကျွန်တော်ပြောင်းလဲမှုတွေပြုလာခဲ့ကျွန်တော်တွေ့ချင်တဲ့ Muka Sa ဆိုတဲ့ chart ကိုဒီနေ့ပေါ်စမာကျွန်တော်ဒါ minute တိတိချာတွေ့ခဲ့ဒီနေ့ပေါ်စမာဒါကျွန်တော် City အသင်းလက်ရှိမှာ Guardiola နေနဲ့ဒီနေ့ပေါ်စမာဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်4141ဆိုတော်တော်လေးသဘောကျတယ် နီကိုဂွန်ဇာလက်စ်ကိုတည်တည်ချာပြတ်ထွက်ပြီးဒီနေ့ပွဲစဉ်မှာအိုက်လူဝီတည်တည်ချာချာပြန်ပါလာတဲ့ပွဲစဉ်လို့ပြောလို့ရတယ်ခုစနော့ဒါကျွန်တော်တို့ခန်စဲပိုင်းမှာပြန်ပါလာခဲ့ပြီးဒါကျွန်တော်အကီတာဂျင်းဖရက်ဖူတို့ပွဲထွက်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်ပထမပိုင်းကခုနကပြောစီးတဲ့နယ်လူဝက်ချက်လေးတွေ့ရတယ်ဒါကျွန်တော်အယ်လင်ဟာလန်တိုက်စစ်မှာပွားကျွန်တော်တို့ခုခုလူများတခုခုများလူနေဒါပေမဲ့တပွဲလုံးမှာတေးကြပါဒါခုနကပြောလို့ပဲစီးတဲ့နယ်အသင်းကြီးပီပီလုံးဝတော့ဒါကျွန်တော်တို့တစ်ဖက်အသင်းကိုဒါဒုက္ခပေးဖို့တော့အများကြီးအများကြီးကြိုးစားတယ်ဒါစီးတဲ့နယ်ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်အသင်းကိုဒါကျွန်တော်တို့ထုံးအောင်နိုင်စီးတဲ့ရဲ့ဒါကျွန်တော် ုံစံအတိုင်းပဲဝိနေပြီဖို့အတွက်ကြိုးစားတယ်။ဆွမ်စီကတော့နိုင်တာကျွန်တော်စီတီသင်းကိုလည်းကျွန်တော်၅ယောက်ခံစစ်နေတူတာကျွန်တော်ကောင်တာပရက်ဆင်နဲ့ပြန်ထိုးပေါက်တယ်။ဒီရက်တစ်ထက်လောက်လှုပ်ဖြစ်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါခဲ့တယ်။ဆွမ်စီသင်းနဲ့သူလှုပ်နိုင်တဲ့လောက်လှုပ်ပြခဲ့သူဘောင်နဲ့သူစီတဲ့ကသူအများကြီးလှုပ်ပြခဲ့တယ်။ ဒါပေမဲ့အဲ့ဒါကသူတို့ကအကုန်ပဲ CD သေးတဲ့လက်ရှိမှာညှင့်ညှက်ထုတ်လို့ဆက်လက်ပြီးထွက်တဲ့အကြောင်းကိုဆက်ပြီးတွေးကြရနေတာမှရှိတယ်။ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ကျွန်တော်အသဘောကျဆုံး Twin Go ကိုပြောပါဆိုရင်တော့ Oma Mamush Twin Go ကိုကျွန်တော်အနေနဲ့သဘောကျဆုံးလို့ပြောရမယ်တော့မှာပါတယ်။ဒါ Oma Mamush ကကျွန်တော်တို့လက်ရှိမှာ equalizing ကနေပြီးတော့ကျွန်တော် goal scoring opportunity ရတဲ့အချိန်မှာသူ Twin သွားတဲ့ Twin ကိုတော်တော်လေးကိုစောက်တာကြရလို့မြင်တယ်။ Oma Mamush ကကျွန်တော်လက်ရှိမှာ Dianne နဲ့ဒါဒီနေ့မှာနည်းနည်းလေးတိုင်ပတ်နေတဲ့အချိန်မှာပြန်လာတဲ့အချိန်မှာသူ့အနေနဲ့ငါဟာဘာလုပ်နိုင်စွမ်းရှိလို့ဆက်လက်ပြီးပြသခဲ့တယ်။ဘောနော် Mamush အနေနဲ့လက်ရှိမှာ Frankfurt ကမှမုစကိုပဲအခုချိန်ဒီစီတီမှာတော့အပြေအဝါတွေ့နေရစေတွေ့ရလို့ကျွန်တော်အနေနဲ့ပုံကူရမြင်တယ်ဒီနေ့ပေါ်မှာတော့ကျွန်တော် Ryan Shaki တောက်ပခဲ့တဲ့နေ့ပါပဲ Ryan Shaki တွေပေါ်မှာတလုံးကိုတွင်းခဲ့လို့တလုံးဖန်တီးပေးခဲ့တဲ့နေ့ထားမှရှိတယ်ဒါလက်ရှိမှာတော့ကျွန်တော်ပြန်ကြည့်မယ်ဆို Ryan Shaki ရဲ့တွင်းကသူ့ရဲ့ signature ပါဒါကျွန်တော်လက်ရှိ Olympia လောက် Lion Market ကဒါသူ့ရဲ့ပုံစံမျိုးဆက်ဆံဒါကျွန်တော် Lou Driven Shot ကိုပြန်ပြီးတွေ့အဲ့တော့ပြောချင်တာဒီနေ့ပေါ်မှာ City အသစ်နဲ့အရန်ဒူတွေအားတော်တော်လေးကိုတုံးလာခဲ့ပြီးတော့ First Line နဲ့တချို့လည်းနေရာပြေးလာခဲ့တယ်မှာ Inuri လည်းဒန်ယာကပြန်လည်းတက်တာပြီးတော့လက်ရှိမှာ First Line နဲ့နေနဲ့ပြန်ပါလာခဲ့ပြီး Cosnov လည်းဒါကျွန်တော်မိနစ်အနည်းငယ်ပြန်ပြီးရ ခဲ့တဲ့ပုံစံမျိုးတွေ့တယ်။အဲ့ဒါဒီနေ့ပုံစံမှာဒါကျွန်တော်လက်ရှိမှာ CD အသင်းရဲ့နောက်ထပ် Academy Product ကိုတောက်လျှောက်တာကျွန်တော်တို့ Guardiola push လုပ်နေတာ Mukasa လို့ပြောလို့ရတဲ့နေရာမှာရှိလာခဲ့ပြီ။အဲ့တော့ပြောချင်တာရှင်းပါဒီနေ့ပုံစံမှာ CD အသင်းနဲ့သူတို့လှုပ်ချင်တယ်ဖြစ်ချင်တယ်ဥစားရဲအကုန်လုံးကိုဒီနေ့ပုံစံမှာ CD ပေါင်းတွေတွင်းကအပြေးဝါတွေ့ခဲ့တယ်။ CD အသင်းကအခုလက်ရှိမှာသူတို့ဘာလုံးနိုင်လန်းစီလဲဆိုတော့လက်ရှိမှာတဖြည်းဖြည်းပြန်ပြလာခဲ့တယ်။ Aston Villa အသင်းနဲ့ပွဲစဉ်ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာ Swansea နဲ့ပွဲစဉ်မှာဒါကြောင့် CD အသင်းနဲ့အရင်ပုံစံလေးပြန်ပြရတာခုနကပုံ CD အသင်းရဲ့အသက်ကပေါ့နော်လက်ရှိမှာ Guardiola ရဲ့နောက်ပိုင်းပွဲစဉ်တွေကိုကြည့်မယ်သူရဲ့အသက်ကခံစစ်ပိုင်းမှာဒါကြော ော့ defensive midfielder ဘယ်လောက်ဒီရေးပါတွေ့ရဒီနေ့ပုံစံမှာ Nico Gonzalez ရဲ့ပွဲကိုထိန်းချုပ်မှုကလည်းအင်မတန်မှရေးပါတယ်။တဖြည်းနဲ့တဖြည်းကျွန်တော်ပုံစံမှာကျွန်တော်ကျွန်တော်မြန်မာကြည့်မယ် Nico Gonzalez ရဲ့ဒါကျွန်တော်တို့ခြေစွမ်းကလည်းတဖြည်းနဲ့တဖြည်းတော်တော်လေးကိုတူးတက်လာခဲ့ပြီလက်ရှိ DM နေရာမှာ Rudy မရှိရင်ဒါထိုက်တင်တလောက်ဖြည့်တင်ပေးလို့ရတယ်ဆိုတဲ့ခြေစွမ်းကိုဒါကျွန်တော်မြင်ခဲ့။အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်ရဲ့ဒါကျွန်တော်အကြိုက်ဆုံးဒါ Twin Go ကိုပြောပါဆိုရင်တော့ဒါကျွန်တော် Ethan Nwaneri Twin Go နဲ့ဒါလက်ရှိဒါဥမမမိုးရဲ့ Twin Go ကတော်တော်လေးကိုကျွန်တော်တို့ဒီဥစ္စာမှာကြိုက်လို့ပြော။အဲ့တော့ Chelsea ကျွန်တော်ကျွန်တော်ဒါအများကြီးမပြောလို့ Chelsea တင်းနဲ့ကျွန်တော်ဒါကျွန်တော်လန့်ကြည့်တဲ့အချိန်မှာ3-1ဆို ော်ကျွန်တော်စီစဉ် AC နိုင်ပြီးလဲပြီးတော့ကျွန်တော်ဒါပွဲပြီးကန်ချင်ပါ 4 3ဆိုငါလက်ကွင်းငါမျက်စိမှာမားတာလာပေါ့နော်ပြီးလဲပြောတာကျွန်တော်အဲ့တော့အသေးချီဒီကန်လေးရပြီ CD အဲ့တော့ကျွန်တော်ဒါဟိုဘက်ကလည်းဒါ wolf အတင်းကလည်းမထင်မှတ်ပဲထားပြီတယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာဒါ CD or Chelsea တင်းနဲ့နောက်တစ်ဆင့်ကိုတက်ခဲ့တယ်ဒါတော့ဟိုနိုင်သူ့နေနဲ့ဒါကျွန်တော်မနီရမနီနိုင် Liam Delap ရဲ့နှစ်ဝါတဏီထပ်ပြီးဖြစ်ခဲ့တယ်လက်ရှိမှာဒါကျွန်တော်နာနီဆိုတဲ့အတင်းနဲ့မနိုင်မနာဖို့မနိုင်ဖြစ်နီနီအဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့အဲ့တော့ဘယ်လိုပြော Chelsea တင်းနဲ့လက်ရှိမှာဒါ4 3ဆိုတဲ့ရတဲ့နိုင်ခဲ့တာပဲနောက်တစ်ဆင့်ကိုတက်လာခဲ့တယ်ပေါ့အဲ့တော့လက်ရှိမှာ Premier League အတင်းကြီးတော်တော်များများတက်သွားခဲ့တာတော့တွေ့ရမယ်ဟိုးသားကျွန်တော်ငါချောင်းဘာငှက်ညီတော်နှက ောင်းတော့မှတိုင်တီးပတ်နေတာကိုတွေ့ရတယ်ပေါ့အဲ့တော့ဘယ်လိုပဲပြောလက်ရှိမှာဒါကျတော့အာဆင်နယ်ဒါကျွန်တော်တို့အဲမန်ချက်စတာစီးတီးချဲလ်စီတင်းတော့ကိုဒီကိုစီတော့တစ်စင်ကိုတက်သွားခဲ့ပြီဖြစ်တယ်လို့ပြောရင်းနေပဲအားလုံးပဲ good morning ပါလို့ပြောကြမှာပါကွန်ပြပါအောင်ဘောလုံးပတ်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနေဒီ voice တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာမြန်မြန်ကလစ်မြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတော့မှာလေကောင်းမွန်တော်နေတဲ့နေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ A62 ကြတာပေါ့ဒီဗောဗျာ